ီးတော့လှုပ်သက်အားကောင်းနေဟုတ်ပြီပေါ့လှုပ်သက်အားကောင်းနေဆိုတာဘာပြောတာလဲသူတယောက်နဲ့ယောက်ျားလေး၃ယောက်နဲ့အဲယောက်ျားနဲ့၃ယောက်လဲစီးပဲကဲမင်္ဂလာပါဗျာနှုတ်ရနော်ထိအောင်91 channel မှာကြိုဆိုလိုက်ပါကဲအဲ့ဒါဆိုရှင်တော့ဒီနေ့စာပြီးတော့ကြည့်ရမယ့်ဗီဒီယိုလေးရအားရပါးရကြည့်ရမယ့်ဗီဒီယိုလေးပဲဖြစ်ပါကဲအဲ့ဒါဆိုရင် let's go စကြည့်ရအောင် မတော်တော်များများကအိမ်တော်ဆိုက်ရှာရင်တော့ rush ဘာကြောင့်ဟုတ်လားခင်ဗျာနော်မိမတော်တော်များများကအိမ်တော်ရှိတဲ့မျိုးသားကိုကြိုက်တယ်ဆိုတာကတော့ဟုတ်လားဟုတ်လားကြည်ကြည်ဟုတ်ကျွန်တော်ပြောတာလက်ရှိသေးပါဘာကြောင့်လဲဆိုတော့အဲ့ဒီအမျိုးသားတွေကလေတော်ကီချွေးတယ် အပြောချိုးတယ်မာယာများတယ်ပြီးတော့လုံသက်အားကောင်းတယ်ဟုတ်ပြီပေါ့လုံသက်အားကောင်းတယ်ဆိုတာဘာပြောတာပြန်ပြန်ပြောကြည့်စမ်းမာယာများတယ်ပြီးတော့လုံသက်အားကောင်းတယ်လုံသက်အားကောင်းတယ်လုံသက်အားကောင်းတာဘာပြောတာနန်းနောင်ကြီးကွာ ်ပြန်နေကြတာโอเคช่วยดิအပြောချိုးရဲမာယာများရဲပြီးတော့လုံးသက်အားကောင်းနေဟုတ်တော့ဘောဘောဘောတဘောဘောကဲတော့တဘောဘောပြီကျွန်တော်တဘောဘောပြီကျွန်တော်ရဲ့တငယ်ချင်းတဘောဘောလာမနေနော်ကျွန်တော်တဘောဘောပါကဲဆက်သွားကြည့်ကျွန်တော်တဘောဘောပါရှင်းမိလားဘာလို့လဲဆိုတော့ယောက်ျားတွေက င်တော်ရှိတဲ့ယောက်ျားတွေရာလေအမိုးရမာယာသိတ်ညာတဲ့လားသူတို့အိမ်ကမိမကိုအုံခံရှိပြီဆိုရင်သူတို့နောက်တွေ့တဲ့အမျိုးသမီးကိုအရှက်မရမကောင်းကြောင်သိတ်ပြောတာဟုတ်တယ်တဲ့လားသောမိမဘာဖြစ်တယ်ညာဖြစ်တယ်အရင်ပြောဟုတ်တယ်ဟုတ်တယ်ဒါဒါဖြစ်နေတယ်ဒါဖြစ်နေတယ်ကိုမိမကဒါအလိုမျိုးနောက်ခေတ်ကျရင်ဟုတ်တယ်ဟုတ်တယ်ဆက်ပေါ်မယ် အဲ့ဘာလို့လဲသွားပြီးမတားရနဲ့အဲ့နေတော့စားဖို့ဝါဖို့ဒီတို့လေနီးလဲနီးလဲနီးလဲခင်းကြောက်စရာကြီးကွာပြောရရင်ကျုံကျုံကျုံအဲ့အဲ့ဘာလို့လဲသွားပြီးမတားရနဲ့အဲ့နေတော့စားဖို့ဝါဖို့ဒီတို့လေနီးစားဖို့ဝါဖို့ရကွာပြောရတယ်နီးလဲနီးလဲခင်းတာအဲ့ဒါဒီအဲ့အရှိမိမရဲ့မကောင်းကြောင့်လေးပြောပြီးဆိုအစားကြီးတာရမလဲဒီလိုအစွဲခံရတော့မှာเนาะတော့ စကားတစ်ခုပြောနေကောကျောင်းစီရတယ်။ဒါဒီမာယာမိမရဲ့ဆက်ချက်ကိုကောင်းနေမိမရာလေးသူတို့ကြိုက်လို့ရှိရင်တက်ခွတ်တက်ဆောက်တက်လို့လာ။ဟောကြရဲ့အဲ့လိုညနေကူတော့ကွာညနေကူလိုက်တာပြန်ပြောတတ်မအောင်ညနေကူလိုက်တာကောင်းနေမိမရာလေးသူတို့ကြိုက်လို့ရှိရင်တက်ခွတ်တက်ဆောက်တက်လို့လာ။ဟောကြရဲ့အဲ့လိုမဟုတ်ဘူး။သူတို့ပဲပါလာအောင်သူတို့ကတိမ်တွင်းလာစီးရုံလာအရန်တော်တယ်။ နော်အဲ့ဒါပါပဲဖြစ်နေတာကတော့ရှိပါသေးတယ်ကျမအဖေတော်တော်ရုံကြီးကဘယ်နဲ့တော့ကျုပ်အခုဒီရပိုင်းဒီရပိုင်းအရင်စာရီရမ်းပို့တာကျုပ်စကားပြောတာတွေဆော့ရအရင်ချမ်းလို့လားမသိဘူးအဲ့တော်တော်ရုံကြီးရတဲ့အငယ်အထောင်းကြီးလားမသိဘူးကျုပ်တော်တော်မုန်းနေတော့ရှင်းပြလိုက်ပြီနော်အာမန်နဲ့ဒီဒီမခိုင်ချောနေတယ်လို့ပဲဟဲ့ချောတယ်ချောတယ်မခိုင်တားချောတယ်ဒီနေ့ချောပုံချောတယ်ဗျာဒီနေ့ပုံပြအပြောကောင်းလို့ပုံချောနေတယ် တော့မှာတော့သူတို့ကစိတ်စိတ်ချမ်းသာအောင်ထားရင်တဲ့ကိုကိုယ်တိုင်လည်းစိတ်ချမ်းသာတယ်တဲ့။ဘာကြီးတော့ပါသူစိတ်ချမ်းသာအောင်ထားတယ်ဆိုတာတကယ်ကြောက်မှာပေါ့။သူတို့ကစိတ်ချမ်းသာအောင်သူတို့ကဘာကိုအကုန်လုံးစိတ်ချမ်းသာအောင်လုပ်နေတယ်လို့လည်းမသိဘူး။ဟာလည်းစိတ်ချမ်းသာအောင်ထင်တယ်ချောလာတယ်။ မှာကြာခဲ့တဲ့အရာကလေအချိန်တိုင်းဖြည်းဖြည်းနဲ့ဒီအခုစားပါရင်အရေးချက်သွားတယ်အနာချက်သွားလိမ့်မယ်ဟုတ်ကဲ့အဲ့တော့ကိုယ့်ရဲ့ပြဿနာလေးပဲကိုပြောအောင်နေတော့တယ်ဒါပေမဲ့အရှင်ကမခံရမချော်ဘူးဆရာအသားမဲတယ်အခုပူချောလာတယ်နော်ကခုမခရချော်တယ်ဘာလို့လဲသိလားဒီကရေစိတ်နှလုံးသားလေးကောင်းနေဖို့ရေးချင်တာနောက်မှရှင်းပြတော့မယ်ဒါပဲဒါပဲနောက်မှရှင်းပြတာဒါပဲဒါပဲတို့တို့အော်အ ရရရရတော်တော့လူပြိုစစ်စစ်အကြောင်းပြောပြမယ်တိကျင်နားထောင်မတိကျင်ကြောလိုက်လူပြိုစစ်စစ်တည်းသဘောတဘာဝစိတ်နေစိတ်ထားမိမရောပြုလုပ်တတ်တဲ့အရာလေးတွေဘာပြောပြမယ်လူပြိုစစ်စစ်တော့နော်အိမ်တော်တွေဒီမပါဘူးအိမ်တော်တွေအကြောင်းမပါဘူးလူပြိုစစ်စစ်ဆိုရင်အဲ့ဒီခံရ ပိုင်ဘူးဆိုနဲ့အိမ်တော်တဲကြည့်မှာပေါ့ဗျ။ဟိုဒုက္ခ။အဲ့ကျဲအဲ့ဒီရတ်တာအဲ့ဒီနည်းနည်းဖေးအဲ့ဒီလုံးရမျိုးပဲလုံးတာ။အိမ်တော်တဲကမလုပ်ဘူး။လုပ်ဘူးလေ။လူမျိုးစစ်စစ်တကယ်စစ်စစ်မှနော်အင်းနေတော့မပြောဘူး။အင်းနေဝင်မလာနဲ့တော့ငါကောက်တယ်။အာတိရနော်။ဘသူကအစ်စ်လဲဘသူကအတုလဲဆိုတာတိရ။လူမျိုးစစ်စစ်ကလေမိမနဲ့အသားကိုထိနိုင်စလို့ဟာလေ။သူတို့ရဲ့ အောက်ကဟာရထောင်းဆိုတာအဲ့မထောင်းတာအဲ့ဒါလူပြိုးအင်းအောင်တဲ့ကြီးကြတော့တော်နဲ့မထောင်းအဲမိမနဲ့ခဏခဏထိတွေ့တွေ့ရတယ်မှတ်ထားရင်နော်လူပြိုးစင့်လို့ရှင့်တဲ့ဒီလိုဖြစ်တယ်တဲ့ကျွန်တော်လည်းနားမလည်ဘူးဟုတ်လားဟုတ်လားလူပြိုးမစင့်လို့ရှင့်ဒီလိုဖြစ်တယ်တဲ့ဆက်သွားမယ်တော်နဲ့မထောင်းဖုံထားတာတော်မှမထောင်းလူပြိုးတွေကလေထိတော်မထိရသေးဘူးနော် နည်းနည်းငွေအသက်လေးရအောင်ထောင်းနေထောင်းလာအေးတူတူနေတဲ့ခါဆိုဘူရောင်းဆိုသေးတယ်သူတို့မှလည်းဆက်လက်ဆက်တရားဆက်လက်ဆက်မေးလည်းမမေးရနဲ့လေအာအင်းအပြည့်အဝထဲ့ပြီးဟိုစမ်းဒီစမ်းထိုးထိုးထိုးတော့မတွေ့တဲ့ဆုံးမတူတူလေးကမေးဘယ်လိုမေးလဲဘယ်လိုမေးလဲကွာတူတူလေးကမေးတယ်ဘယ်လိုပြောစစ်စစ်ဆိုတည်ရော အေးမိမအနေနဲ့ပလူနေတဲ့လူတွေဆိုမသိဘူးအိမ်တော်တဲလေးဆိုပေါ်တော့ဆိုတော့အဲ့ဒီမိကမေးမလာဟုတ်တော့အဲ့ဒီမိကမျိုးကိုမေးခရရပြီဆိုရင်တော့ဒီမလေးတို့ရင်းညီတို့လူပြိုစစ်စစ်ကိုရရဲမှန်ဒါပေမဲ့လူပြိုစစ်စစ်လို့ပြောတာပါပဲသူတို့လည်းအိမ်မှာတော့လက်တွေပိုင်သုံးမှာပေါ့ဒါပေမဲ့လူရှိမိမတစ်ခါမှမထိတရသေးဆိုအဲ့လူပြိုပဲဟုတ်ပါတယ်ဆိုတော့အမမမအပေါင်းပဲနာမလေးလို့အဲ့ဒီမိကမေးအဲ့လိုမေးရတာအေးအေးအေး စင် rush အလာလူတို့ခုခေကမမေးတော့တည်ရနော်လူထပ်ပေါ့ကိုလူတိုင်းတည်တယ်ခင်တော့ကြပါရဆိုချင်းဟိုအင်းတော်တွေရောတော့လीထမင်းလေးကိုဆိုင်းတာနဲ့စွတ်စွတ်ကျန်ချွာအဲအင်းတော်တဲ့အဲအင်းတော်တဲ့လူလူရိုးလို့အမိခံပြီးတော့လည်းနီးစွန့်ချင်မှုရတယ်အဲ့လိုပဲ ပေါ်လိကြီးဖူလာတာမှာလက်တစ်ဖက်ထိုင်နေထုတ်တဲ့စကေးရရှိသည်တဲ့စကြဝဠာညားပြန်ကောက်ထဲမှာဒါပေမဲ့ဆရာကြီးတော်တော်ကြာဆရာကြီးတော်ကြာကဲကျွန်တော်ပေါ်လာရီပုဂ္ဂိုလ်တွေเนาะအားလုံးပဲပေါ့နော်အဲဒီတဲ့မှာဒီလောက်ကြာတဲ့ဆရာကြီးရှိနေတာရှိလားရှိရှိတယ်ပေါ့နော်ကဲကောမဒီမောင်ကြီးပြတည်ရအောင် ဒါတော့ကျွန်တော်ဗီဒီယိုကအပြောနော်ဗီဒီယိုဖြည့်လိုက်ပြီနော်အမပိုင်ခွန်လို့အပြောသဘောနဲ့ပဲတင်တာနော်ဒါကျွန်တော်မွေးပန်နဲ့မတိုက်ခိုက်ကြနောက်တော့ဒီလိုဗီဒီယိုတွေပဲကျွန်တော်လိုက်တင်တော့မှာပါလူဗီဒီယိုတွေပြောတာနော်လူဗီဒီယိုမဟုတ်တဲ့လူတွေနားရှာနောက်ထပ်တစ်ပုဒ်ကပါပုံမှန်နဲ့မင်းကလေးတယောက်နဲ့ယောက်ျားလေး၃ယောက်ပြောတဲ့စကားတဲ့နားတော့နားထောင်ကြည့်လိုက်ပွာမင်းလေးတယောက်နဲ့ယောက်ျားလေး၃ယောက်ကြည့် ချိန်ဝင်သားပါကြီးတကြည့်မယ်အမျိုးသားစုစုပေါင်း၃ယောက်ကမ္ဘာလေးရတရားပေါ့အဲ့တော့ကျမတို့ပိုလုံးလေးကိုနောက်ကနေကြည့်လိုက်တော့တကယ်ကိုဆက်စင်ဖြစ်တယ်ပေါ့သူပစ်ထားတယ်ကမ္ဘာရဲ့ကလုံးလေးကိုလည်းသူကနောက်ကကြည့်လိုက်တာအဲသူပြောဆိုတော့မားရယ်ပေါ့နော်အဲမားရယ်ထက်ကြည့်ကြည့်ထက်နာတော့ကြည့်ရအောင်တော့ကျမလည်းသူ့ကိုကြည့်နေနေသူ့ဘေးနာနေဖြတ်သွားလိုက်တဲ့အချိန်မှာသူတို့ပြောလိုက်တဲ့စကားကြီးကအားလဲဆိုကျမကနားကြီးတာပါလေတက္ကသိုလ်ကွာတာပါနော်။ဘာပြောလိုက်လဲဆိုတော့ ဟောရဲပေါ်ရတာနဲ့ချက်ချင်းမလို့ဘူးတဲ့ဘီယာလေးပါလေးချအောင်တဲ့ကျွန်မတို့နေပေါ်ရောက်တာနဲ့ချက်ချင်းမလို့ဘူးဘီယာလေးချတယ်အဲမှန်တယ်ဒါလည်းမှန်တာပဲအဲရက်ကွက်နာမှာစက်ရုံကြီးဒီအများကြီးရှိတယ်အထည်ကျုပ်စက်ရုံကြီးပေါ့နော်ဆိုတော့ဒီနေ့ကျွန်မစာသွားစက်ရုံကြီးအများကြီးဆိုတော့ခွင်ကောင်းတာပေါ့နော်အဲခွင်ကောင်းလို့ပဲပြောမှာ တင်ကျွန်မဆိုင်ကလေးနဲ့စာသွားတင်ရတယ်အထက်အထက်ကျိုးဆက်ယုံနဲ့ကိုပိုင်ချောင်းနဲ့ခြားထဲမှာကုန်းတရားရှိအဲ့ကုန်းတရားကြီးကိုကျွန်မကုန်းတရားပေါ်တက်တော့ကမလေးတယောက်ကတော်တော်ပဲခစ်ဆန်ဆန်ဝတ်စားစင်ရထားပါတော့နော်ဆိုတော့သူကသူ့ကိုမျိုးသားတယောက်ကဖတ်ထားတယ်သူ့ရှေ့မှာမျိုးသားနှစ်ယောက်ရှိတယ်ဆိုတော့ဘယ်လိုပြောလိုက်တာပြောလိုက်တော့ကျွန်မတော်တော်လေးကို ရှော့ကြရပါဘောနော်ဒါ night life မဟုတ်တဲ့ day life မှာလဲဒါမျိုးတွေရှိပါလားဘောနော်ညလာပြကြတော့အဲ့လိုမျိုးမူးရဲတောက်စားပြီးတော့ဆေးရီချပြီးတော့ night life မှာပဲဒီလိုမျိုးတွေဖြစ်ကြတယ်လို့ကျမသိထားတာအခုကျတော့အဲ့ day မှာတင်ကိုတို့တွေကအဲ့လိုအလုပ်တွေဖြစ်နေကြတာဒါဒါမျိုးကတော့အပြင်မှာလဲဖြစ်တယ်နော် night life မှာမှမဟုတ်ပါဘူးဆိုအဲ့နာမှာလည်းအဲ့လိုမျိုးဟိုဘီယာဆိုင်နေစင်တင်နေပြီးရခါတိုင်းတက်ခိုကန်နေလည်းအများကြီးရှိတယ်အဲ့တော့ ဆိုတော့အဲ့နေရာမှာကဟိုပဆန်ရှာကြတာတော့ရှာကြတာပဲခုခေတ်ကြီးမှာအကုန်လုံးချက်တယ်ပြီးပဆန်ရှာကြတာဆိုပေမဲ့ရိုးရိုးသားသားလှုပ်ရှားနေတဲ့စက်ယုံလှုပ်ရှားနေတဲ့ပညာရေးကိုဆက်ပြီးတော့တက်လှမ်းဖို့အတွက်အဆင်မပြေနိုင်တဲ့ main ကလေးတွေစက်ယုံလှုပ်ရှားနေတဲ့စက်ယုံအလုပ်ကိုလုပ်နေကြတဲ့ physical worker တွေပေါ့နော်အဲ့တော့ blue collar workers တွေလို့ပြောရမှာပေါ့အဲ့တော့သူတို့တွေလည်းရှိတယ်နော်အမ်ဆိုတော့ ေလည်းပဲတလားတလားဟိုစိတ်ယုံလို့တဲ့ကောင်းပါလေးဆိုလို့ရှိရင်3000ငွေ3000ငွေ4000ရကြကြပါတယ်တချို့တွေဆိုလို့ရှိရင်နည်းနည်းလေး experience ရလာတဲ့အခါမှာ9000တွေပိုင်းတောင်ရကြတဲ့ခလေးရှိတယ်ရမှန်ကြီးပိုင်းနဲ့တွက်လာရင်သူတို့တလားတလားဝင်ငွေရလည်းမနေလောက်အဲ့တော့ကောင်းပါလေးလာစားထိုးတဲ့အချိန်ကြလို့ရှိရင်သူတို့သူတို့လိုချင်တဲ့အင်းကြီးလေးတွေဝယ်ကြတယ်စားကြတယ်တောက်ကြတယ်ဒါကျမတို့ရက်ွက်ထဲမှာအမြင်နဲ့မြင်နေရတာပဲလေး ဲ့တော့ဒီလိုအလုပ်ကိုရွေးထားတယ်ဒီကောင်မလေးတွေလက်ကြောမတင်တဲ့ကောင်မလေးတွေပေါ့နော်ဆိုတော့သူတို့ကစဉ်းစားကြည့်ကြပါဦးရှင်သူတယောက်နဲ့ယောက်ျားလေး၃ယောက်နဲ့အမ်ပြီးအဲအဲ့ဒါကျွန်တော်ပြောချင်တာဗျာဟိုဟာဒါတယောက်တည်းမဟုတ်ဘူးဗျာများနဲ့ဆိုတော့လေတကယ်ဒါနဲ့ view မှာဒီတော့ဒီ online ပုံမှာတော့ဗျာပြန့်နှံ့လို့ဗျာဒါတွေအများကြီးရှိတယ်ဟုတ်ပြီနော်တယောက်တည်းနဲ့၃ယောက်လဲစေးပဲ ဲ့ဒီယောက်ျားလေးတွေကလည်းအကုန်လုံးကဟိုဇရာအရန်ကြတဲ့အဲ့လိုပုံစံမျိုးတွေဆိုတော့ဒီကောင်မလေးကိုတွေးပြီးတော့ကျမလေးအော်ပတ်ဆက်ရှာကြတာအချင်းတူတူတွေးပြီးတော့ကြောင်နေနဲ့သူကသူအေးဆေးပဲဒါအမှန်ကန်ဖြစ်ရမယ်အဖြစ်လို့လဲဆိုတော့ဒီနှုတ်ကိုလှုပ်ရှားတဲ့တော့၃ယောက်မှုကျွန်တော်တို့အဲတွေးဦးမြင်ဘူးတော့ပြောရမယ်ဆိုရင်တော့9ယောက်လည်းမကြောက်3ယောက်မှပြောနေတော့အမှန်ပြောပြရဲလို့ တော်တော်လေးကိုပေါ့နော်ဟိုစဉ်းစားကြဖို့ဘေးနားမှာရှိတယ်ပေါ့နော်ကိုလက်လက်ဘေးနားမှာကိုကိုရဲ့ဒီပတ်ဝန်းကျင်ဘေးနားမှာရှိတဲ့ခလေးမလေးကိုလည်းတတ်နိုင်သလောက်ဆွဲခေါ်ပြီးတော့အတိအမြင်နေရောပေးတာပဲပဆန်ဆိုတာလွယ်လွယ်နဲ့ရှာလို့မရကြအောင်လမ်းမရောက်တတ်ကြအောင်ပဆန်ကိုလွယ်လွယ်နဲ့ဟိုရှာလိုက်ရတဲ့ပဆန်လည်းလွယ်လွယ်နဲ့ပြန်ကုန်ကြအောင်အဲ့လိုမျိုးတွေပေါ့နော်ပြောဖြစ်ပါတယ်ကျမတော့လေတော်တော်ဆိုးပါတယ် ဟုတ်တယ်နော်တော်တော်တော့ဆိုးတယ်သို့တော်သူကတော်သေးတယ်လို့ပြောရအောင်မခင်ဗျာနော်ဒါမျိုးလေးကအများကြီးရှိကြပါတယ်တူတယောက်လည်းမဟုတ်ပါဘူးနော်အတူတူပါပဲနော်အဲအမအနေနဲ့ကြတော့မင်းမကောင်းဆိုတော့မင်းမကောင်းစိတ်ကိုတွေးတယ်နော်သူ့အနေနဲ့ကြတော့ဒီလောက်ကိုလှုပ်ရှားနေကြရှိသွားပြီသို့တော်ကိုအလုပ်တော့ပေးနေတော့မှကိုပေးတဲ့အလုပ်ကိုသူတို့မကြိုက်တော့အဲအမှန်ကန်ပြောပြနော်ကဲအဲ့ဒါကြောင့်မို့ အဲအမြင်တော့မတူပြင်မဲ့လို့တော့ကိုယ်အမြင်တော့မတူပြင်မဲ့လို့ပေါ့နော်ဒါပေမဲ့သူတို့လုံနေတဲ့အလုပ်လေးတွေကိုခွင်းတော့နားလည်ပြီးဒေတော့ပေါ့နော်မတက်နိုင်ဘူးပေါ့နော်တွားပြီးတဆဲခေါ်ဖို့လည်းလွယ်တာမဟုတ်ရောက်တရမှာပါလာမှာ3ရောက်လောက်ပဲပါလာမယ်ကျန်တဲ့98ရောက်လောက်ကပါလာမှာမဟုတ်ပါဘူးဒီအလုပ်ကသူတို့အတွက်အကောင်းဆုံးအလုပ်ဖြစ်နေလို့ပါပဲဗျာโอเค